မင်္ဂလာပါရှင်လူနာကြပိတာချန်နယ်မှာကြိုဆိုလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိရအချိန်ကိုပိုင်ဆိုင်နေကြပြီးမိဖုရားများဝေးကွာကကိုရောစိတ်ပါကျမ်းမာချမ်းသာကြမင်းလို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကိုစိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူကိုအမြဲတမ်းလိုလိုတွေးနေမိတဲ့တစ်ဖက်သူဒီတော့အခုချိန်မှာကိုနဲ့ပတ်သက်ပြီးဘယ်လိုတွေတွေးနေဘယ်လိုတွေခံစားနေရလဲနောက်ကိုရောဘယ်လို message တွေပေးခြင်းလဲ ပြောပြရမယ်ဆိုရင်ဘယ်လိုစကားတွေပြောချင်နေလဲပေါ့နော်ဒါလေးကို collective region လေးဖတ်ပေးတော့မှာဖြစ်ပါတယ်ရှင်အဲ့တော့အရင်ဆုံး energy စစ်ပါမယ် your current energy ကိုကြည့်ကြပါတယ်။ဘေးကိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူရဲ့နှစ်ယောက်ရဲ့ current energy ကိုကြည့်ကြပါတယ်။ လီယိုနဲ့ Aquarius energy ရတယ်ကိုတော့မဟုတ်တစ်ဖက်သူနှစ်ယောက်စလုံးလည်းဖြစ်နိုင်တယ်အဲ့တော့တယောက်နဲ့တယောက်ကတော့တော်တော်လေးတော့အထူးသဖြင့်ကိုယ့်ဘက်ကပေါ့နော် ကိုယ့်ဘက်ကတော့သူ့ဘက်မှာတော်တော်လေးကိုနှက်ဆိုင်နေတယ်ဆိုတာမျိုးစစ်မှန်နေတယ်ဆိုတာမျိုးလို့တွေ့တယ်တစ်ဖက်သူကတော့ကိုယ့်လောက်မှာနှက်ဆိုင်နေတာပေါပေါတန်သဘောထားတာမျိုးလည်းဖြစ်နိုင်တယ်လို့နောက်ဆိုဆိုလို့ရှိရင်ဒီဆန်ရာနေထွက်သွားတဲ့သူလည်းဖြစ်နိုင်နေပေါ့နော် ကိုကဒီလူကိုကိုရဲ့မြေတားတရားတွေနဲ့ထိန်းချုပ်လို့ရမယ်ကိုရဲ့ချက်ချင်းမြေတားတရားပေါ့နော်။နောက်မှကိုကြောင့်ပြောင်းလဲသွားတော့တယ်။ပြောင်းလဲနိုင်မယ်ဆိုတဲ့အတွေ့အမျိုးတွေရှိခဲ့တယ်ဆိုတာလို့တွေ့ရတယ်။ဒီလူကကိုကြောင့်ပြောင်းလဲပြီးတော့လူသစ်တယောက်အဖြစ်နဲ့အဲနှစ်ယောက်တူတူစိတ်တူကိုတူနဲ့ရှေ့ဆက်ကြမယ်ပေါ့နော်။အဲ့လိုမျိုးရည်ရွယ်ထားခဲ့တယ်ဆိုတာလို့တွေ့တယ်။နောက်ဒီလူပေါ်မှာလည်းပဲအပြည့်အဝယုံကြည်မှုတွေပေးခဲ့တယ်ဆိုတာလို့လည်းတွေ့ရတယ်ပေါ့နော်။ဒီလူက တကယ်လို့ကိုနဲ့မတွေ့ခင်အချိန်တော့ကလမ်းမရောက်ခဲ့တာမျိုးဖြစ်စေအခုခုပေါ့နော်အဲ့လိုမျိုး မကောင်းတဲ့အကျင့်စရိုက်ပဲဖြစ်စေအဲ့လိုမျိုးရှိခဲ့ရင်တောင်မှပဲကိုကဒီလူကိုကိုရဲ့ဉာဏ်ပညာကိုရဲ့စိတ်ဆွမ်းအားကိုရဲ့ချစ်ခြင်းမေတ္တာတရားဒါတွေနဲ့ပြုပြင်ပြောင်းလဲဖို့အတွက်စဉ်းစားခဲ့ရဆိုတာမျိုးပြုပြင်ပြောင်းလဲခြင်းခဲ့တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့တွေ့ရတယ်အဲ air side energy လည်းတွေ့ရတယ်ဒီမှာလည်းပဲ libra ဆိုတော့ ဒါကိုလည်းဖြစ်နိုင်တစ်ဖက်သူလည်းဖြစ်နိုင်တယ်ပေါ့နော်အဆင်ပြေသလိုမျိုးယူပေးပေါ့နော်အဲ့ပြောရင်တော့ဒီလူပေါ်မှာကိုကပြောရင်လောကကိုမျက်စိစုံမှိတ်ပြီးတော့ယုံယုံကြည်ခဲ့တယ်ပေါ့နော်ကိုကြောင့်ပြောင်းလဲသွားမယ်လို့လည်းပဲအဖြေဝါယုံကြည်ထားခဲ့တယ်ဒါမဲ့မညှော်လင့်ပဲနဲ့အနှစ်ယောက်ကြားမှာကမညီမျှမှုတွေဖြစ်လာတယ်ဆိုတာလို့တွေ့ရတယ်သူ့ဘက်ကိုယ်ပိုင်မညီမျှမှုတွေဖြစ်လာပြီးတော့နောက်ဆုံးမှာဒီဆက်ဆံရေးကိုအဆုံးသတ်လိုက်ရတယ်ဆိုတာလို့တွေ့ရတယ်ဒါကလည်းပဲ ကိုဘက်ကနေစပြီးတော့အဆုံးသတ်ခဲ့တယ်။ဒါကကိုဘက်ကစပြီးလမ်းခွဲတာမဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုဘက်ကနေစပြီးတော့မဖြစ်တော့ဘူး။ဒီလူကတော့ကိုနဲ့ရှေ့ဆက်လို့ဖြစ်မှာမဟုတ်တော့ဘူးဆိုပဲပုံစံနဲ့လက်လျှော့ခဲ့တယ်ဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်။ဒါမှမဟုတ်လေကိုဘက်ကနေပြီးတော့လက်တွေကိုပဲရင်ဆိုင်ပြီးတော့လက်တွေကိုပဲလက်တွေကြကြပဲပေါ့နော်။ဆုံးဖြတ်ခဲ့တယ်။ကိုအတွက်ပဲရွေးချယ်ခဲ့တယ်ဆိုတာမျိုးလို့တော့တွေ့ရတယ်။ကိုအတွက်ကိုပဲကိုပြီးတော့ဦးစားပေးပြီးတော့မှရွေးချယ်ဖြစ်ခဲ့တယ်ပေါ့နော်။ အာမရွေးချယ်လို့လည်းမရတဲ့အနေအထားမျိုးတွေဖြစ်နေတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးကိုလည်းတွေ့ရတယ်ပတ်ဒီအန်ဂျီနဲ့ကိုက်ညီလို့ရှိရင်ဒီ reading ကိုဆက်ကြည့်လို့ရပြီပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့သူ့ပေါ်မှာထားတဲ့လက်ရှိခံစားချက်ကိုအရင်ကြည့်ကြည့်ပါမယ် reading ကိုကြည့်တဲ့သူကတစ်ဖက်သူ့ပေါ်မှာထားတဲ့ န်စားချက်လက်ရှိခန်စားချက်တစ်ခါတည်းနဲ့ပတ်သက်ပြီးဒီချိန်မှာဘယ်လိုခန်စားနေရလဲအဲ reverse တော့ကြာသွားတယ်ပေါ့နော် reverse လေးပဲယူလိုက်တော့မယ် the wire ကို reverse ကြာတာဆိုတော့ဒီလူနဲ့က အစကတော့အမှန်ကတော့အဆုံးသတ်ဖို့အချိန်ရောက်နေပြီပေါ့နော်အဆုံးသတ်တော့မယ်ကြံမိကမှာကိုကိုတိုင်းကလည်းပဲအဆုံးသတ်ဖို့ဆိုပြီးတော့ရွေးချယ်ပြီးတော့ဆုံးဖြတ်ခဲ့စိတ်ပိုင်းဖြတ်ခဲ့ပြီးကမှာအခုအချိန်မှာပြန်ပြီးတော့အော် double legend ပြန်ပြီးတော့တန်ရုံးစင်တွေပြန်တွေ့နေတာ attach ပြန်ဖြစ်နေတယ်ဆိုတာမျိုးလို့မြင်တယ်ဒီလူပုံမှာဆွဲလန်းစိတ်တွေတတ်မှတ်စိတ်တွေတခုမဟုတ်တခုရှိနေတယ်ဆိုတာလို့မြင်တယ်အဆုံးမတတ်နိုင်သေးဘူးမပြီးဆုံးနိုင်သေးဘူးဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့တွေ့ရတယ်ဒီလူနဲ့ကပြန်ပြီးတော့ ူးတခုမဟုတ်တခုပေါ့နော်အဲ့လိုမျိုးဆက်နွယ်နေသေးတယ်ဆိုတော့အတွေ့အကြုံနဲ့ဟွဒီလိုနဲ့ပြန်ပြီးတော့အမှတ်တရအကောင့်လေးပြန်ဖန်တီးကျင်တာအတူတူရှိကျင်တာအေဂျင့်နဲ့ဘဝကိုဖျက်ဆီးကျင်တာအဲ့လိုမျှော်လင့်ချက်တွေလည်းရှိနေဆိုတာလို့တွေ့တယ်။နောက်အဆက်အသွယ်စောင့်နေတယ်ပေါ့နော်ဆက်သွယ်ဖို့မျှော်လင့်နေတယ်။တစ်ဖက်သူကဆက်သွယ်လာဖို့ပို့ပြီးတော့မျှော်လင့်နေတယ်ဆိုတာလို့တွေ့ရတယ်ပေါ့နော်။ဒါပေမဲ့ unhealthy လို့မြင်နေရတယ်ပေါ့နော်ကိုယ့်တက်ကိုအဆင်မပြေစေတဲ့ energy ဖြစ်နေတယ်။ Knight of Cups ရဲ့음5 for 1စေဒီပေါ်မှာချစ်ချင်းမြတ်တာတွေရှိနေသေးတယ်အစမပြေနိုင်ဘူးဆိုတာသိနေပေမဲ့လည်းဒီစိတ်ကကိုယ့်ကိုပူလောင်စေတယ်ဒီမျောလင်းချက်တွေကကိုယ့်အတွက်ကိုမဖြစ်နိုင်ဘူးပြောရရင်ဒီမျောလင်းချက်ပေါ့နော်သူနဲ့ပြန်အစီပြေခြင်းနဲ့မျောလင်းချက်သူစီရဆက်သွယ်လာတာကိုစောင့်နေရဆိုတဲ့ဒီခံစားချက်ကပူလောင်နေပေါ့နော်တနေ့ချာပူလောင်ရတယ် ဒီဆွဲလန်းစိတ်ကြီးကကိုတက်ကိုအဆင်မပြေဘူးဒါကိုသိနေပေမဲ့လည်းပဲဒီလူကကိုကိုစိတ်ရင်းမှန်နဲ့ဖွင့်ဟခသူခံစားချက်တွေဖွင့်ဟပြပြလာဖို့ကိုစီဆက်တွေလာဖို့သူစီကစားပို့လာဖို့อืมလူကိုယ်တိုင်ပဲဖြစ်ဖြစ်ပေါ့နော်ရောက်လာဖို့အတွက်နောက်ဒီနှစ်ယောက်ရဲ့အခြေအနေတွေကိုယောက်ျားထဲမှာရှိတဲ့အခြေအနေတွေကိုရှင်းလင်းလာဖို့ပေါ့နော်ပြောရင်อืมဆက်တွေဆောင်းတယ် ။နောက်ကြားမှာကောင်းတဲ့ပုံစံမျိုးနဲ့ကောင်းတဲ့အနေအထားနဲ့အခြေအနေတွေပြောင်းလဲပြီးတော့ဆက်သွားဖို့အဲ့လိုမျိုးတွေမျောလင့်နေတယ်ဆိုတာလို့တွေ့ရတယ်ပေါ့နော်။ဒါပေမဲ့တစ်ဖက်မှာလည်းပဲကိုယ်စိတ်ထဲမှာတည်နေရပေါ့နော်။ဒီတစ်ဖက်သူကကိုယ့်ကိုပလိုချင်တဲ့ပုံစံမျိုးပေးမှာမဟုတ်ဘူးပေးနိုင်မဲ့သူမျိုးမဟုတ်တဲ့အပြင်ဒီလူရဲ့ခံစားချက်ကကိုတယောက်တည်းပုံမှာအပြေအဝရှိမနေဘူးကိုတယောက်တည်းကိုအလေးမထားပေးနိုင်ဘူးဆိုတာမျိုးဝင် ကိုကိုတယောက်တည်းကိုမရွေးချယ်နိုင်ဘူးဆိုတာမျိုးကိုလည်းသိနေတယ်ပေါ့နော်နောက်တမတွေ့ရတဲ့အရာဆိုရှင်ကိုကိုရွေးချယ်ဖို့အတွက်ဆိုရှင်တစ်ဖက်မှာသူ့အနေနဲ့အဆုံးသတ်ရမယ့်အရာတခုရှိတယ်ဆိုတာကိုလည်းသိတယ်ပေါ့နော်ဒီလိုမှမဟုတ်လို့ရှိရင်တော့ကိုကသုံးမွေဆိုင်ဆိုင်လမ်းထဲမှာပါသွားလိမ့်မယ်ပေါ့နော်အဲ့ဒီလိုကိုလည်းသိနေတယ်ဆိုတာတို့တွေ့တယ်တိတိယက်နဲ့ကိုပြန်ပြီးတော့မသိစိတ်ကဖြစ်ဖြစ်ပေါ့နော်ညှို့လိနေသေးတယ်ဆိုတာမျိုးလို့မြင်ရတယ်อืม တကယ်လို့မှတဝါကလည်းအတဲ့သားကြလာမယ်ဆိုလို့ရှိရင်တော့ကိုကလုံးဝကို complete completely move on ဖြစ်သွားပြီပေါ့နော်လုံးဝသူနဲ့ပတ်သက်လို့မေ့ပြစ်နိုင်သွားပြီကိုဘွားကိုကိုကိုလည်းကုစားပြီးလို့နောက်ရကိုရကိုဘွားရစာမျက်နှာအတက်တစ်ခုကိုစတင်ဖို့အတွက်ကိုလည်းအဆင်သင့်ဖြစ်နေပြီဆိုတဲ့ပုံစံပေါ့နော်ဒါမှလည်းတော့ကြလာတဲ့ကကပုံမှန်က reverse ကြခဲ့တယ်ပေါ့နော် e reading တွေကိုကြည့်မယ်ဆိုလို့ရှိရင်နောက် e လည်း reverse ကိုလည်းယူရနေတယ်ဒါပေမဲ့ဒီမှာဒီ energy ကတော့ reverse မယူလို့မရတဲ့ energy ဖြစ်နေပေါ့နော် ။ဒါဆိုရင်တစ်ဖက်သူကရောအခုချိန်မှာကိုယ်နဲ့ပတ်သက်ပြီးဘယ်လိုခံစားချက်မျိုးဖြစ်နေလဲ။တစ်ဖက်သူရဲ့ current feeling ကိုသိချင်ပါတယ်။ Nine of Wands တဲ့။ Hmm. nine nine တပတ်သူက September မှာမွေးတာဒါတော့9ရက်နေမှာမွေးတာဖြစ်နိုင်တယ် fire energy earth energy တို့တွေ့ရတယ်ပေါ့နော် Aries Leo Sagittarius Taurus Virgo Capricorn ဖြစ်ဖို့များလိုက်မယ်သူကလေရှေ့ဆက်တိုးလာဖို့အတွက်ကိုသူ့စိတ်ထဲမှာဒါ သူ့ရဲ့ပင်ကိုစိတ်ထဲမှာကတိမ်ငယ်စိတ်တွေရှိနေမာနာလို့ပြောရမှာပေါ့နော်မာနာဆိုတဲ့နေရာမှာမာနာကဒီထောင်လွားတဲ့မာနာရှိတယ်အငုံမာနာပုံစံလို့ပြောရမလားပေါ့နော်အဲ့လိုမျိုးလည်းရှိတယ်ပေါ့နော်ပျော်ညံ့တဲ့အဲ့လိုမာနာမျိုးလည်းရှိတယ်အဲ့တော့ဒီမှာကတော့ဒါအဲ့လိုကိုယ့်ကိုတိမ်ငယ်စိတ်ကလည်းမာနာပဲပေါ့နော်ကိုနဲ့ရှင်လို့ရှိရင်သူ့ရဲ့အခြေအနေကတော်တော်လေးကိုနှိမ်ကြတယ်နှိမ်ပါတယ်သူ့မှာအခက်ခဲပြဿနာတွေလည်းအများကြီးရှိတယ်သူ့ဘဝက ပင်ပန်းဆင်းရဲမှုတွေအခက်ခဲတွေအများကြီးဖြစ်ကျော်ခဲ့ရတယ်ပြောရရင်လော့ကတန်ကိုကိုထက်ပို့ပြီးတော့ရင်ဆိုင်ပြီးတော့ဖြတ်ကျော်ခဲ့ရတယ်နောက်သူကြုံခဲ့ရတဲ့အတွေ့အကြုံတွေရာလည်းပဲတတော်ကိုကြမ်းတမ်းနေပေါ့နော်ခီးလန့်ကြမ်းတမ်းနေတော့ကြောင့်မလို့လက်ရှိအနေထားအရကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပဲသူဟာဟိုဘယ်လိုပြောမလဲ energy အပြည့်အဝနဲ့ပေါ့နော်အဲ့လိုမျိုးသူသူလိုချင်တဲ့အခြေအနေမျိုးနေရာမျိုး ပုံစံမျိုးမှာရှိမနေဘူးပေါ့နော်ပြောရင်ဟိုဘယ်ချိန်မှာဗာပြဿနာဖြစ်လာမယ်ဆိုတဲ့ကြောက်စိတ်တွေနဲ့ရှိနေရတယ်လို့နောက်တစ်ခုမဟုတ်တစ်ခုကိုရင်ဆိုင်ဖြည့်ရှင်းနေရတဲ့အခက်ခဲတွေရင်ဆိုင်ဖြည့်ရှင်းနေရတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ကိုကြတော့အဲအပြည့်စုံပြီးတော့ဘာမှပုံမင်းစရာမလိုတဲ့အနေအထားမျိုးနောက်ကိုရဲ့အရင်အချင်းနဲ့ကိုရက်တည်ပြီးတော့ကိုကိုတိုင်းအတွက်ရောနောက် ိုနားမှာရှိရသေးတဲ့အေဂျင့်မှုတွေပေးပြီးတော့လောက stable ဖြစ်ပြီးတော့ secure ဖြစ်တဲ့ပုံစံမျိုးပေါ့နော်လောကဟိုဘာလို့မှပူပင်စိုးရင်ကြောင်းကြနေရတဲ့အနေအထားမျိုးမှာရှိမနေတဲ့လူတယောက်ပေါ့နော်။နောက်တန်မိုးရှိတယ်။အမ်ကိုကျင့်တီလာရှိတယ်။အဲ့လိုတိတ်ခါရှိတယ်။ဂုံရှိတယ်ပေါ့နော်။အဲ့လိုပုံစံမျိုးပေါ့။အဲ့လိုမျိုးလို့သူက နော်နာမည်ပြတ်မရှိဘူးအဓိကပြောရတော့နာမည်ပြတ်ရှိမနေဘူးပေါ့နော်လုံးဝကိုဖြူစင်းနေဆိုတဲ့ပုံစံမျိုး agent နေအဲ့လိုမျိုးအနေနဲ့သတ်မှတ်ထားတာဆိုတော့သူနဲ့ကိုယ်နဲ့ရှင်တဲ့အခါမှာသူ့ဘက်ကအဲ့လိုလုံးဝမတန်ဘူးဆိုတဲ့ပုံစံမျိုးမထိုက်တန်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့လိုတွေခံစားကြတယ်ရှိနေပြီးတော့ရှေ့ဆက်တိုးလာမှုအတွက်ကမဝင်မရဲဖြစ်နေတာမျိုးကြောက်စိတ်တွေဖြစ်နေတာမျိုးရှေ့မဆက်ချင်တာမျိုးလို့တွေ့ရတယ်ပေါ့နော် နောက်တစ်ခုကသူ့မှာအဲ့ခုနပြောတဲ့မာနာပေါ့နော်ဒီမာနာကပဲတားဆီးနေရဆိုတာမျိုးလို့လည်းတွေ့ရတယ်။နောက်ပြီးတော့ကိုနဲ့ဒီဖြစ်ခဲ့တဲ့ပြဿနာတွေရဆိုလို့ရှိရင်သူ့ဘက်ကနေပြီးတော့သူ့စိတ်တန်းကြရွေးချယ်ခဲ့တယ်။သူသွားကျင်တဲ့လမ်းကိုသူ့လမ်းကြောင်းကိုရွေးချယ်ခဲ့တယ်။လူတယောက်လည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်လမ်းကြောင်းတစ်ခုလည်းဖြစ်နိုင်တယ်။ဒီအရာကိုရွေးချယ်ခဲ့တဲ့ကြောင့်မို့လို့ ဒါကိုပြန်ပြီးတော့နောက်မဆုတ်တော့ဘူးပြောရရင်ထွေးပြီးသားတွေကိုပြန်မမျိုးဆိုတဲ့ပုံစံမျိုးပေါ့နော်သူချခဲ့တဲ့ဆုံးဖြတ်ချက်ကိုပြန်မပြင်ဘူးဆိုတဲ့ပုံစံနဲ့အဲ့မာနာရှိတယ်ပေါ့နော်ဒီမာနာကြောင့်ပဲပြည်ပြည်သားကိစ္စပြီးပါစေတော့ဆိုတဲ့အတွေ့အမျိုးနဲ့သူ့ဘဝကိုသူအဆင်ပြေအောင်လို့ရှေ့ဆက်သွားမယ်ဆိုတာမျိုးပေါ့နော်နောက်ကိုနဲ့ရှင်ပြီးတော့အဲ့လိုမျိုးခုနကတော့တငယ်စိတ်တွေတစ်ခုခုချုပ်ရင်းနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းမနေကျင်ဘူးဆိုတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလည်းမတော်ကျင်ဘူးဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော် ဗာဗာဂိုနဲ့ဂျမနိုင်းဗာဂိုနဲ့ဂျမနိုင်းအနေကြီးခုနတွေ့လိုက်တယ်ပေါ့နော်ဟွန်းဒီလောစင်ပလက်ရှာကိုနဲ့ပတ်သက်လို့စဉ်းစားတဲ့အခါကျတော့ရှင် သူ့ရဲ့အတွေးတွေကပျော်ရွှင်မှုထက်စာရင်စိတ်ပင်ပန်းရတာဝမ်းနေရတာနောက်စိတ်မတက်မတာဖြစ်ရတာနောက်ဆုံးရှုံးရတာလည်းပါတယ်ပေါ့နော်ကိုလိုတမိုးရှိတဲ့သူတယောက်ကိုအခုလိုမျိုးလုပ်ခဲ့ရတဲ့အတွက်ကိုလိုတမိုးရှိတဲ့သူတယောက်ကသူ့ရဲ့ energy စုံဝင်နေမှာမရှိတော့တဲ့အတွက်သူ့နားမှာမရှိတော့တဲ့အတွက် ဆုံးရှုံးမှုတစ်ခုတမိုးရှိတဲ့အရာတစ်ခုကိုဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တော့ခံစားနေရတယ်ဆိုတာလို့တွေ့တယ်။နောက်ပြီးတော့ထိခဲ့တဲ့အရာတွေကိုပြန်တွေ့လို့ရှင်လည်းပဲခုနကပြောသလိုပေါ့သူရဲ့တိမ်ငယ်စိတ်ကြောင့်ပဲသူဟာဒီနှစ်ယောက်ရဲ့ဆက်ဆံရေးမှာဒီဖြစ်ခဲ့တဲ့ပြဿနာတွေမှာ သူလည်းပဲ fit in နေရာကနေပေါ့နော်အလိုမျိုးနှစ်နာတဲ့သူပေါ့နှစ်နာသူနေရာကနေပြီးတော့ခံစားနေရဲဆိုတော့တွေ့တယ် ပြရရင်ကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့အချိန်ဝါတွေကိုမကြော်တော့နိုင်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးနေဖြစ်နေရပေါ့နော်ဒီလိုပုံစံမျိုးနဲ့လည်းအဲ့လိုအတွေးမျိုးလည်းရှိနေရဆိုတော့လို့တွေ့တယ်နောက်တစ်ခုကသူ့မှာထမ်းသားရရဲ့ဝင်နေအများကြီးရှိတယ်ပေါ့နော်အင်းပြီးတော့အမ်မိဘကဖြစ်ဖြစ်မိသားစုကဖြစ်ဖြစ်စီစဉ်ပေးထားတဲ့သူတယောက်လည်းသူမှရှိနေဆိုတော့လို့တွေ့တယ်။မကတော့မိခင်အားလို့မြင်နေမိတယ်ပေါ့နော်။ မိခင်ဘက်ကနေပြီးတော့စီစဉ်ပေးထားတဲ့သူတယောက်လည်းရှိတယ်။နောက်တစ်ခုကမိခင်ကြောင့်ပဲ80တိုးကိုမဖြစ်ခဲ့တယ်ဆိုတာမျိုးလို့လည်းတွေ့ရတယ်။ဒါကတော့ချို့ရမိသားစုကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်မိသားစုဦးစားပေးရတဲ့အတွက်ကြောင့်မိသားစုတာဝန်တွေကိုထမ်းဆောင်ရတဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်တယ်တချို့ကြတော့လည်းဒါမိသားစုမိခင်မဟုတ်ဘူးဆိုလို့ရှိရင်နောက်ထပ်ဒုတိယပေါ့နော်နောက်ထပ်ဒုတိယကြောင့်အော်ရှစ်ဆက်တိုးကိုမဖြစ်နိုင်တော့တာမျိုးလည်းဖြစ်နိုင်တယ်ချို့ကြတော့ဒီမှာတွေ့ရတဲ့အရာက ပေါင်းသင်းမိတ်ဆွေကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်သူရဲ့အပေါင်းသင်းမိတ်ဆွေတွေကြောင့်ဟိုသူကိုယ်တိုင်ကသူရဲ့ခံယူချက်ကကိုနဲ့အလိုပေါ့နော်ရှင်လို့ရှင်ကွာခြားမှုတွေရှိနေတဲ့အထဲကိုမှဘေးလူကြားလူအထူးသဖြင့်သူရဲ့အပေါင်းသင်းမိတ်ဆွေတွေနဲ့ကိုကြောင်နေပြောပြတဲ့အခါရင်းဖွင့်တဲ့အခါသူတို့ရဲ့ဒီတုံ့တက်မှုဝေဖန်တုံ့တက်မှုကပိုပြီးတော့ လွှမ်းမိုးထားတယ်ဆိုတာမျိုးပေါ့နော်အဲ့စကလုံးတွေကြောင့်လည်းပါတယ်ပေါ့နော်ဒါတွေကြောင့်ရှစ်ဆက်မတိုးဖြစ်ခဲ့တာကိုယ်ပေါ်မှာအဲ့လိုအလေးနဲ့မပြခဲ့တာမျိုးပေါ့နော်အလေးနဲ့မထားခဲ့တာမျိုးလို့တွေ့ရတယ်ပေါ့နော်အင်းမကုပ်ပေါ်မှာတော့လေအထင်ကြီးတဲ့စိတ်လေးစားတဲ့စိတ်တမိုးထားတဲ့စိတ်ကတော့အခုချိန်ဒီတော့ရှိနေတုံးပဲပေါ့နော်အဲ့လိုလည်းတွေ့ရတယ်ဒါဆိုရင် oracle card တွေနဲ့ထပ်ကြည့်ပါမယ် mask mm, not showing true feelings အဲ့တော့อืมတချို့ကကြတော့ခုနပြောခဲ့သလိုပေါ့နော်သူမှတခြားတာဝန်ယူစရာမိသားစုမိဘကြောင့်လည်းဖြစ်နိုင်တယ်အလိုတွေကြောင့်ဟိုကိုယ့်ပုံမှာခံစားချက်တွေသူစိတ်ထဲမှာရှိတဲ့အတိုင်းမဖွင့်ပြဘဲနဲ့အာအပေါ်ရင်ဟန်လောက်ပြရတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ခံစားချက်တွေဖုံးကွဲခဲ့တယ်ဆိုတာတွေ့တယ်တချို့ကြတော့လည်း တခြားသူရှိတာပေါ့နော်သူမှာတခြားသူရှိတဲ့အရာကိုဖုံးကွယ်ထားပြီးတော့ကိုယ့်စီကိုလာပတ်သက်ခဲ့တယ်ဆိုတာမျိုးလိုလည်းတွေ့ရတယ်။နောက်ကိုယ့်အနေနဲ့သူ့ပေါ်မှာအလိုထင်အောင်ထင်မှားတွေပေါ့နော်သူ့ရဲ့စိတ်ရင်းမှန်ကဘာလဲခန်းစားချက်မှန်ပါလဲဆိုတာမသိအောင်လို့ထင်အောင်ထင်မှားတွေဖြစ်အောင်လို့လည်းလုပ်ခဲ့တယ်ဆိုတာလို့တွေ့ရတယ်။ကိုယ်ကပဲတစ်ဖက်သက်ဖြစ်နေရလားအဲ့လိုပုံစံတွေတွေးနေမိတော့တဲ့အချိန်ကိုသူ့ဘက်ကနေဟန်ဆောင်ကောင်းခဲ့တယ်ဆိုတာမျိုးလိုလည်းတွေ့ရတယ်။ အဲ့တော့ need time takes time in time cycles time to heal progress ဒီမှာတွေ့ရတဲ့အရာကတော့ heal healing လောက်ဖို့လိုအပ်နေသေးတယ်ပေါ့နော်နှစ်ဖက်စလုံးကသူရောကိုရောနှစ်ယောက်စလုံးကဒီကိုဘဝတစ်လျှောက်လုံးမှာဖြစ်စေသူနဲ့ကိုနဲ့ကြောင်ဖြစ်စေ ကြုံခဲ့ရတဲ့စိတ်ဓာတ်ရတွေအခက်အခဲပင်ပန်းမှုတွေကိုကုစားဖို့အချိန်လိုအပ်နေသေးတယ်ပေါ့နော်။သူလည်းလိုအပ်နေသေးတယ်၊ကိုလည်းလိုအပ်နေသေးတယ်။ဒီအချိန်ကြီးရနေပြီးတော့ရင့်ကျက်ဖို့တိုးတက်ဖို့အတွက်ကိုလိုအပ်နေသေးတယ်။အချိန်ယူရအောင်ပဲပေါ့နော်။အချိန်တစ်ခုလည်းလိုအပ်နေသေးတယ်။တော်ကယ်လို့ကိုယ်အနေနဲ့မှသူနဲ့အစီအပြေချင်းနဲ့စိတ်နဲ့ပြန်မျှော်လင့်နေတာမျိုးဆိုလို့ရှင်တော့အခုကအချိန်မကြသေးဘူးပေါ့နော်။အချိန်တစ်ခုတော့လိုအပ်နေသေးတယ်။အဲ့ဒီအချိန်ကဘာလုပ်ဖို့အချိန်လဲဆိုရင်တော့ကိုယ့်ရဲ့စိတ်ဓာတ်ရတွေကုစားဖို့အချိန်လိုအပ်နေသေးတယ်။နောက်နှစ်ယောက်စလုံးကကုစားနိုင်ကြမှာပဲ။ ဒီစဆိုင်ကြီးကရှေ့ဆက်သွားလို့ရတာကိုမျောလင့်တယ်လို့ပုံစံမျိုးနဲ့ကိုစီကိုပြန်လာမှာမျိုးပေါ့တော့မဟုတ်လို့ကတော့အချိန်မကြာသေးပဲနဲ့ကိုဘကစဆက်သွယ်တာပဲဖြစ်စေသူဘကစဆက်သွယ်လာတာပဲဖြစ်စေဒါကိုလက်ခံပြီးတော့ရှေ့ဆက်မယ်လို့စဉ်းစားမယ်ဆိုရင်တော့ဒီပြောရရင်တော့ဘလုံးဝကိုဒဏ်ရာမပြောက်သေးပဲနဲ့လက်ခံပြီးရှေ့ဆက်သွားမယ်ဆိုလို့ရှင်တော့ထပ်ပြီးတော့ထက်ခါထက်ခါပေါ့နော်အလိုကိုစီကရှောင်ပြေးတဲ့ပုံစံမျိုးတွေကအရှိကိုရှိလာအောင်ပါပဲပေါ့နော်တခုမဟုတ်တခုတနည်းမဟုတ်တနည်းနဲ့

အဲ့တော့နှစ်ယောက်စလုံးကတော့ဒီမှာတွေ့ရတဲ့အရာနှစ်ယောက်စလုံးမှာတော့သဘောကျတဲ့စိတ်တွေကရှိနေတယ်။ကိုယ်လည်းသူ့ဘောမှာသဘောကျတဲ့စိတ်ရှိတယ်လို့သူကလည်းကိုယ်ဘောမှာသဘောကျတဲ့စိတ်ကရှိနေတုံးပဲ။နောက်နှစ်ယောက်အတူတူစကားလက်ဆောင်ပြောကျင်တဲ့စိတ်တွေကလည်းရှိနေတုံးပဲ။ဒါပေမဲ့မဖြစ်နိုင်ဘူးပေါ့နော်။မဖြစ်နိုင်တဲ့အနေအထားမျိုးနဲ့နာကျင်နေရတယ်၊ထိစိတ်ထိခိုက်နေရတယ်ဆိုတာမျိုးလို့တွေ့ရတယ်။နောက်မခံစားမိတဲ့အရာကတပ်ပါဆန်အနေကြီးပေါ့နော်။ တပါစံ energy ရှိနေတယ် someone လို့ပြောတဲ့ကြောင်မို့လို့ကိုနဲ့သူနဲ့မဟုတ်တဲ့တခြားသူတယောက်ရှိနေတယ်ပေါ့နော်အဲ့အတွက်ကြောင်မို့လို့လည်းဒီတခြားသူတယောက်ရှိနေသေးတာကိုယ့်ဘက်မှာဖြစ်စေသူ့ဘက်မှာဖြစ်စေဒီလိုလူပတ်သက်မှုရှိနေသေးတွေကတော့နှစ်ယောက်ကရှေ့ဆက်လို့မဖြစ်နိုင်ဘူးနီးစပ်ဖို့မဖြစ်နိုင်ဘူးဒီလိုမျိုးပဲဝေးကွာခဲခွာနေရအောင်ပါဆိုတာမျိုးပေါ့နော် the grim reaper တဲ့ grand transform your life ဒီ cut မှာတော့ဒီလေယာလေးကိုပို့ပြီးတော့ဒီ energy ကိုပို့ရမိတယ်ပေါ့နော်ကိုဘွားကိုဒီထက်ပို့ပြီးတော့တစ်ဆင့်ပြောင်းလဲဖို့လိုအပ်နေပြီတိုးတက်အောင်လုပ်ဖို့လိုအပ်နေပြီအဆုံးတတ်ဖို့ပေါ့နော်ဒီခက်ခဲတဲ့ကိစ္စကြီးကိုအဆုံးတတ်ပြီးတော့ဘယ်လိုရှေ့ဆက်မလဲဆိုတာမျိုးကိုစဉ်းစားဖို့လိုအပ်နေပြီကို့အနေနဲ့ကစိတ်ပိုင်းဆိုင်ရာဆက်ပြီးတော့အဆက်ဆက်ရရာဒီထက်ပို့ပြီးရင်းကျက်တဲ့အခြေအနေတခုတိုးတက်တဲ့အခြေအနေတခုရအောင်လို့ပြောင်းလဲတင်နေပြီပေါ့နော် ော့အတိတ်ကိုပြန်တွေးပြီးတော့လွမ်းဆွေးနေမဲ့အစားအတိတ်ကနေပြီးတော့အတိတ်ကအမှတ်တရတွေကနေအတိတ်ကဖြစ်ပျက်တွေကနေပြီးတော့သင်ငန်းစာယူဖို့လိုအပ်နေတယ်ဒါနှစ်ယောက်စလုံးမှာဒီလိုမျိုးလိုအပ်နေတယ်ဒီလိုမျိုးသင်ငန်းစာယူနိုင်ကမှပဲစိတ်ထဲမှာက ပေါ်ပါသွားမယ်နောက်အဖြေရှာအလိုရောက်ပါမယ်မလုပ်ရမလဲဆိုတာကိုသိသွားလိုက်မယ်ပေါ့နော်ဘယ်လိုမျိုးပြောင်းလဲရမလဲဘယ်လိုမျိုး ကုစားရမလဲဆိုတာကိုသိလာလိုက်မယ်အဲ့တော့အတိတ် ကိုပြန်ပြီးတော့တွေးပြီးတော့လွမ်းဆွေးတာဒီဖြစ်ရကြီးကလက်မခံခြင်းစရာကောင်းတယ်ဆိုတော့ခံပြင်းတဲ့စိတ်နဲ့ဒီဒေါသစိတ်မျိုးနဲ့ကြည်နေမယ်ဆိုလို့ရှင်ရင်တော့ဒီလွတ်ချဖို့ဆိုတာကလည်းခက်ခဲနေမယ်ပေါ့နော်အဲ့တော့နှစ်ယောက်ရဲ့အနေထားကဒီမှာတွေ့ရလို့ရှင်တော့ဒါ gambling လို့ပုံစံမျိုးပဲပေါ့နော်လက်ကစားလို့တူလို့မျိုးပဲပြန်ပြီးတော့စုံစည်းဖြစ်မယ်မစုံစည်းဖြစ်ဘူးဆိုတာကတော့ ဘာလို့မှအတိအကျပြောလို့တော့မရဘူးဒါပေမဲ့အရင်ဆုံးလုပ်ရမယ့်အလုပ်ကကိုကိုကိုကုစားပါပြောင်းလဲပါအတိတ်ကအရာတွေအတိတ်ကအမှတ်တရတွေကိုပြန်ပြီးတွေးတဲ့အခါသင်ငန်းစာအဖြစ်နဲ့တွေးသင်ငန်းစာရပြီးတော့ယူပြီးတော့ပါ တွေးပေါ့နော်အဲဒီလိုမျိုးတွေးကမှပဲနှစ်ယောက်ပြန်ပြီးတော့စုံစည်းဖြစ်မဖြစ်စုံစည်းနိုင်ခွင့်ရှိမရှိရေဆက်ကြံမကြံဒါကဖြစ်လာမယ်ဆိုတာမျိုးပေါ့နော်အခုချိန်မှာကတော့ဘာမှကိုအတိအကျပြောလို့မရဘူးထေတိကြလဲထွက်လာမှာမဟုတ်ဘူးပေါ့နော် တော့လလောဆယ်အနေအထားကတော့ being strategic လို့ပြောရကြမလို့လက်တွေ့ကြကြပဲရင်ဆိုင်ပြီးတော့လက်တွေ့ကြကြပဲဆုံးဖြတ်ပါ အချက်အလက်ကိုအဓိကထားပြီးတော့သုံးသပ်ပါပေါ့နော်ခန်းစားချက်ကိုနောက်မှခဏထားထားလိုက်ပေါ့နော်အဲ့လိုမျိုးလေးတော့ပြထားတယ်ဒီလိုနဲ့ပတ်သက်လို့ရှိရင်ဘုခန်းစားချက်ကစပြီးတော့ပေါ့နော်ဘာဖြစ်လို့ဒီလိုခံစားနေရတာလဲဘာလို့ဒီလိုမျှော်လင့်နေရတာလဲဘာလို့ဒီလိုအတွေးတွေတွေးမိနေရလဲဒီလိုမျိုးတွေ ကိုပြန်ပြီးသုံးသပ်ဖို့လိုအပ်တယ်ပေါ့နော်ဒီလိုပုံမှာထားတဲ့ကိုယ့်ရဲ့ခံစားချက်သူ့ပုံမှာညှော်လင့်နေတာသူစီရဆက်သွယ်လာတာညှော်လင့်နေတာသူနဲ့ပြန်ပြီးအတူတူရှိချင်တဲ့ဒီခံစားချက်ကဘာကြောင့်ဒီလိုဖြစ်နေရတာလဲတကယ်တကယ်တမ်းအတူတူရှိမယ်ဆိုလို့ရှင်ရောနှစ်ယောက်ကအဆင်ပြေနိုင်ရဲ့လားဒီစီကိုရောဆက်သွားဖို့အတွက်ကိုအဆင်ပြေနိုင်ရလားကိုယ့်ဘက်မှာဘယ်လိုမျိုးအမခံချက်မျိုးရှိလဲတစ်ဖက်သူကရောအဲ့လိုမျိုးရှေ့ဆက်ပြီးတော့အဆင်ပြေလို့သွားအဆင်ပြေပြီးနဲ့သွားလို့ရတတ်တဲ့သူမျိုးယုံကြည်လို့ရတဲ့သူမျိုးရောဟုတ်ရဲ့လားအဲ့လိုမျိုးပေါ့နော် နှစ်တွေ့ကြကြ channel လက်နဲ့စဉ်းစားပြီးတော့မှအမ်အဖြေထုတ်ကြည့်ပေါ့နော်အဖြေတစ်ခုရတာလိမ့်မယ်ပေါ့နော်အဲ့လိုဆိုလို့ရှင်တော့ကိုယ်စိတ်ထဲမှာအခုချိန်မှာ လေးလံနေတဲ့အရာတွေနောက်လွှတ်ချဖို့ခက်တဲ့ဒီခံစားချက်တွေပေါ့နော်ဒါတွေကအဆင်ပြေသွားလိမ့်မယ်ပေါ့နော်ကိုယ်ကိုယ်လည်းကုစားနိုင်နိုင်မယ်အဲ့တော့လောလောဆယ်ကတော့

I miss you do you တဲ့သူကိုတတိယနေတယ်ကိုရောသူ့ကိုတတိယနေရလားကိုเจ้าနေရောတွေးနေရလား sorry သူ့เจ้าနေရောကိုကတွေးနေရလားပေါ့နော်သူကတော့ကိုเจ้าနေတွေးနေတယ်တတိယနေတယ် I hope you wait for me ဒါကတချို့သူတွေအတွက်ပေါ့နော်တချို့သူတွေအတွက်ဆိုတာကသူ့မှာကအဲ့လိုခိုင်မာတဲ့ relationship ဆောက်တိဆောက်ထားတာမျိုးမဟုတ်ဘူးတခြား ငွေကြီး sorry တခြားအလုတ်ကိုင်းဒါမှမဟုတ်လေသူရဲ့ဘဝရည်မှန်းချက်တစ်ခုခုပေါ့နော်ဒါကိုဦးစားပေးခဲ့ရလို့တောင်ဝီသားစုလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးဦးစားပေးခဲ့ရတဲ့အတွက်ကြောင့်မလို့ဟိုကိုယ်မရွေးချယ်ခဲ့တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီလိုပါကိုယ်စီရောက်လာဖို့ကိုအာစီစဉ်နေတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့သူပြန်လာတဲ့အချိန်ကြာလို့ရှိရင်ကိုကသူ့ကိုမဆောင်မဲတခြားလူတယောက်ကိုရွေးချယ်သွားတာတခြားဘဝတစ်ခုကိုတိဆောက်တာမျိုးမဟုတ်ပါစေနဲ့လို့မျှော်လင့်နေတာပေါ့နော် အော်သူပြန်လာတဲ့အခါကျတော့ရှင်ကိုမတခြားသူရှိမနေဒါမျိုးပေါ့နော်အဲ့လိုဖြစ်စေခြင်းနဲ့ဆိုတာလို့တွေ့တယ် I'm upset with their body ကိုရဲ့ပုံပန်းတွင်ပြင်ခနာကွာစပြီးတော့ပေါ့နော်အာဒီမှာတော့ခနာကိုလို့ပြောထားတာဆိုတော့သူ့မှာလဲဆွဲလန်းစိတ်တွေရှိနေတယ်တည်တယ်သူ့ကိုဆွဲဆောင်မှုတွေရှိတယ်ပေါ့နော်အဲ့တော့ကိုရဲ့ စင်ရောအချင်းရောကသူ့တက်ကိုဆွဲလန်းမှုတွေတတ်မှတ်မှုတွေဖြစ်စေတယ် maybe maybe တဲ့อืมနှစ်ယောက်ကဖြစ်နိုင်ကြီးရှိနိုင်ရှိလောက်သေးတယ်ပေါ့နော် i'm ready ဘာဒီနှက်ကရဆိုလို့ရှင်တော့ရောစင်မှာသူအစင်းနေဖြစ်မနေသေးဘူးပေါ့နော် I'm ready ဆိုတဲ့အော် new beginning ကိုစဖို့အတွက်ပေါ့နော်အတစ်တခုစဖို့အတွက်ကိုသူအစင်သက်ဖြစ်မနေသေးတာပေါ့နော်သူကိုယ်တိုင်တောင်ဝေဝါးနေသေးတာရှေ့ဆက်လို့အစင်ပြေရဲ့လားရှေ့ဆက်မယ်ဆိုရင်အော်နှစ်ယောက်ကြားမှာဘာလို့ဖြစ်လာမလဲသူကိုယ်သူလည်းယုံကြည်မှုမရှိသေးတာအစင်သက်မဖြစ်သေးတာမျိုးပေါ့နော်အမ် is of pentacles အတိတ်ကတော့စကြင်နေသေးတယ်ဒါပေမဲ့ဒီလိုဆယ်မှာသူ သူကိုယ်တိုင်တော့မှပဲသစ္စာတင်ဖို့အတွက်ကိုယ်စီချင်းကပ်လာဖို့အတွက်အစင်းစင်းဖြစ်သေးဘူးဆိုတော့အစင်းစင်းဖြစ်တယ်လို့သူကိုယ်တိုင်လည်းသိကြမှကိုယ်စီကိုဆက်သွယ်ရတာမျိုးပဲဖြစ်ဖြစ်ကိုယ်စီပြန်လာဖြစ်ဖြစ်ပေါ့နော်လုံးဝဆိုတာလို့တွေ့ရတယ် I have so much desire for you desire တော်တော်များနေရ offset တေရ desire ရောကိုယ်ပေါ်မှာဆွဲလန်းတက်မှတ်တဲ့စိတ်တွေကတော့အများကြီးရှိတယ်ကိုယ်နဲ့အတူတူရှိနေတာကိုယ်နဲ့အတူတူ ဒီဖန်တီးခြင်းတဲ့အရာတွေအများကြီးရှိရဲဆိုတာမျိုးပေါ့နော်အဲ့လိုလည်းတွေ့ရတယ်အဲ့တော့ဒီမှာတွေ့ရတဲ့အရာဆိုရှင်တော့တစ်ဖက်သူကကိုယ့်ကိုမျှော်လင့်နေသေးတယ်သူ့ကိုလည်းစောင့်စီခြင်းသေးတယ်ဆိုတာလို့တွေ့တယ်ဆွလန်းစိတ်ပေါ့နော်အဲ့လိုတွေရှိနေသေးတယ်လို့တွေ့တယ်အထူးသဖြင့်ကတော့အဲ့လိုဒီမှာတွေ့ရတဲ့အရာကတော့ဒီလူကကိုယ်စီပြန်လာဖို့ကိုယ်နဲ့တူတူဘဝတစ်ခုကိုအခြေတကျနဲ့ တိဆောက်ဖို့အတွက်နောက်လေးလေးနက်နက်နဲ့သူခံစားချက်တွေပွင့်ရပြပြဖို့အတွက်အဲ့လိုမျိုးတွေပြင်ဆင်နေတယ်ဆိုတာလို့တော့တွေ့ရဒါပေမဲ့အစင်သင့်တော့ဖြစ်မနေသေးဘူးကိုယ့်ပုံမှာတော့တတ်မှတ်တဲ့စိတ်ရှိတယ်ဒုသဖြင့်ခီတီရဲ့ဘိုင်းမှာကိုယ့်ရဲ့ပြောင်းလဲမှုတွေကြောင့်လည်းဖြစ်နိုင်တယ်အာကိုယ့်ရဲ့ဒီအပေါ်ယံပြောင်းလဲမှုလည်းဖြစ်နိုင်ခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲမှုလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လေကိုယ့်ရဲ့အနေထားပေါ့နော်ဘဝအခြေအနေအနေထားပြောင်းလဲမှုတွေကြောင့်လည်းဖြစ်နိုင်တယ်ဒီရာတွေကြောင့် သူသူ့စိတ်ထဲမှာဆွမ်းလန်းစိတ်ကပိုပြီးတော့ဖြစ်လာတယ်ဆိုတာမျိုးကိုဒါလည်းဖြစ်နိုင်တယ်ဒါမှဟိုးရင်တွေကရှိခဲ့တဲ့ခံစားချက်တွေဆွမ်းလန်းစိတ်တွေကအခုချိန်ထိမပြောက်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်ရတယ်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာကတော့လေ how you wait for me လို့ပြောထားပေမဲ့ဘယ်သူမှမဆောင်နဲ့ပေါ့နော်ဒါသူ့ဘက်ကဖြစ်ချင်တဲ့ဆန္ဒကိုပြောထားတာပေါ့နော် သူ့ကိုစောင့်မယ်လို့မျှော်လင့်နေဆိုတာပဲသူ့ကိုမှအဲ့လိုမျိုးကြီးစောင့်ပြီးတော့အဲသူငါစီဆက်သွယ်လာမှာပဲဆိုတဲ့ပုံစံသူ့စီကအဆက်သွယ်ကိုပဲလေနေနေညညအဲ့လိုဘယ်နေ့လဲဘယ်လလဲဘယ်နှစ်လဲအာဇန်နဝါရီလားဖေဖော်ဝါရီလားအဲ့လိုမျိုးတွေနဲ့သွားပြီးတော့စောင့်မနေနဲ့ပေါ့နော်ကိုလို့စီရရှိတာကိုလို့ပါ Dragon Flame လို့မျိုးကိုကိုကိုကူစားပါကိုကိုပြောင်းလဲဖို့အချိန်ယူပါသူသာကိုရဲ့လူမှန်ဆိုလို့ရှိရင်သူနဲ့ကဘလို့ပဲ တာစီတာစီဘလို့ပဲမဖြစ်ချင်ပါဘူးပျော်ပျော်ပြန်ကိုစုံစည်းရမှာပဲပေါ့နော်အဲ့ဒီခါကြလို့ရှင်ပြန်စုံစည်းတဲ့အချိန်ကြလို့ရှင်ကိုအထူးသဖြင့်ကိုပေါ့နော်ကိုစီမာကလောကရင့်ကျက်ပြီးတော့သူနဲ့ပတ်သက်တဲ့ဘလို့နာကျင်နာကျင်မှုတွေနာကြီးမှုတွေဘာလို့ဆိုမှမရှိတော့တဲ့အနေအထားမျိုးဖြစ်ဖို့လိုအပ်တယ်အဲ့လိုအခြေအနေမျိုးဖြစ်တယ်ဆိုလို့ရှင်တော့ဒါ ready ဖြစ်ပြီပေါ့နော်သူ့ဘက်ကလည်းဒီလိုပုံစံမျိုးဖြစ်နေမယ်ဆိုလို့ရှိရင်တော့ပို့လို့တော့ပါပဲအဆင်သင့်ဖြစ်ပြီးတော့အဆင်ပြေတယ်ပေါ့နော်နှစ်ယောက်ပြန်စားဖို့အဆင်ပြေတယ်ဒါပေမဲ့ လော့ဆယ်နေထားသူရောကိုရနှစ်ယောက်စလုံးကပြုပြင်ပြောင်းလဲဖို့လိုအပ်နေသေးတယ်သူကိုယ်တိုင်ကလည်းပဲအစင်းသင်းဖြစ်သေးဘူးကိုကိုယ်တိုင်ကလည်းပဲသူ့ကိုသူနဲ့ပတ်သက်လို့လည်းအဲ့လိုမျိုးအစင်ပြေးတဲ့ခံစားတတ်တယ်လေရှိနေတယ်အစင်ပြေးတဲ့ဆွလတ်မှုတွေလည်းရှိနေတော့မယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်အဲ့အတွက်ကြောင့်အရင်ဆုံးတော့အချိန်တစ်ခုယူပြီးတော့ကိုယ်ကိုကိုယ်စားပါကိုယ်ကိုဂရုစိုက်ပါဦးစားပေးပါ ပို့ချစ်ပါအဲ့လိုလေးတော့ message ပေးခြင်းနဲ့ပေါ့နော်ဒါကတော့ဒီနေ့အတွက် reading လေးဖြစ်ပါတယ်ရှင် အလုံးမဲ့ဆုံးနေကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်မိတ်ဆွေများအလုံးမဲ့ပြပြများဝေးကွာပြီးကိုရောစိတ်ပါစမ်းပါချမ်းသာကြပါစေကောင်းသောလူရင်းစတာအမှတ်တများလည်းပြီးွားကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြကြမမာနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်ဒါ reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်မယ်ရှင်